ဗုဒ္ဓဘုရားသီးများတွင်အော်တိုဘာလတလားတာရဲ့ကကြမာအခြေအနေကိုအရင်ဆုံးဗီဒင်ဂိမ်းနဲ့ဒါဟောပြောပေးမှာပဲဖြစ်ပါတယ်ပြီးတဲ့အခါမှာတဲရော့ကန်တီနဲ့လည်းပဲကကြမာထားကြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓဘုရားသီးများကအခုဒီဖြတ်တန်းဝင်ရောက်ရမယ်ပေါ့နော်အော်တိုဘာလတလားတာကာလတွင်မှာလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေပါဟိုမရောက်ဒီမရောက်ဖြစ်နေတာပါတယ်ဟိုမြောက်တီမြောက်ဖြစ်နေတယ်ဆိုတဲ့သဘောကတိတိသာသာကောင်းမွန်တိုးတက်မှုအခြေအနေတွေမှာသိပြီးတော့မတွေ့ရသလို့ လုံးလုံးရရကြီးဆူဆူဝါးကြီးအစင်မပြေတာလားဆိုတော့လည်းပဲအဲ့လောက်ကြီးလည်းပဲမဟုတ်ပါဘူးတဲ့နောက်တစ်ခုကအလုံးနဲ့ပတ်သက်ပြီးတော့မတင်မကြဖြစ်နေတတ်တယ်အလုံးတွေမှာမပြီးမပြတ်ပေါ့နော်ထင်းငော့ခက်ခဲကြံ့ကြာစေနိုင်တဲ့အခြေအနေမျိုးလေးတွေကြုံရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာဒါမျိုးအလုံးကိုင်းနဲ့ပတ်သက်လို့ကတော့ဘလို့ပဲဖြစ်ဖြစ်သိပြီးတော့ပြပြဝဝကြီးကောင်းနေနိုင်တဲ့အခြေအနေမျိုးတွေမှာရှိမနေဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်နောက်ဗုဒ္ဓဘုရားကြီးများအနေနဲ့ငွေကြေးစည်းပွား လက်လာပါပိုင်းနဲ့မှာတော့တိတိသာသာပွင့်လန်းတိုးတက်မှုတွေကိုရရှိပါလိမ့်မယ်။ငွေဝင်မဲ့လတလပါလက်လာပါတွေရှင်လာမဲ့လတလပါငွေကြေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေတိုးတက်အောင်မြင်မှုတွေအဆင်ပြေမှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။ဒါပေမဲ့တချို့ငွေကြေးပိုင်းမတည်ငြိမ်မှုလေးတွေဖြစ်ပေါ်စေတဲ့လက်ထက်မှာငွေမမြဲတာတို့နော်။ဝင်တယ်ရတယ်ဒါပေမဲ့ထွက်တယ်ကုန်တယ်ပေါ့ဗျာအဲ့လိုပုံစံမျိုးလေးတွေလည်းပဲရှိတတ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေများက ကျွန်တော်ကိုအားပေးတဲ့အနေနဲ့ပေါ့နော်မိမရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပြီးလို့ရပါတယ်။ဘုရုပ်ကူသားမိများကအခုဒီအော်တိုဘာလတလတာကာလအတွင်းမှာခရီး ွာလာလှုပ်ရှားမှုတွေနဲ့အလွန်အကျိုးပေးတယ်ဆိုတာကိုတွေ့ရတယ်။အဲ့တော့ခရီးတွေထွက်ရတာမျိုးမဟုတ်တာမှပဲသွားသွားလာလာနဲ့လှုပ်လှုပ်ရှားရှားလောဝါကံရနေရာထိုင်ရတတ်ပါတယ်။နောက်ကိုယ်နှုတ်ကနေစကားပြောရမယ့်ကိစ္စပေါ့နော်။ပြောစကားဆိုစကားကိစ္စတွေမှာများသောအားဖြင့်အောင်မြင်မှုတွေရရှိစေနိုင်တယ်လို့တွေ့ရပါတယ်။အဲ့တော့ဆွေမျိုးသားချင်းတွေကိုရှိကိုအလဲပတ်ရောက်လာတာမျိုးပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းတွေကိုရှိကိုအလဲပတ်သွားတာမျိုးတွေပဲဖြစ်ဖြစ်အကြုံတွေ့ရနိုင်ပါတယ်။ဒီကာလတည်းမှာတခုပြောပြရရှိတာကညီကိုမှနှမဒီနဲ့ပတ်သက်ပြီးတော့ အစီမပြေတာမျိုးလေးတွေဖြစ်ပေါ်စေရပါတယ်အဲ့ဒါလေးတွေကိုသတိထားပေးပါ။ဒါလူမှုပေါင်းတဲ့သက်ဆံရေးပိုင်းများသောအားဖြင့်တချို့သောသူတွေကိုအကြောင်းပြုပြီးတော့စိတ်ရှုပ်ရမယ်၊စိတ်ညစ်ရမယ်ပေါ့နော်။ဒါလူမှုရေးပိုင်းမှာအားနေတယ်၊ကျန်းမာရေးပိုင်းအယူဆရမယ့်အထက်မှာပါနေပါတယ်။ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲနည်းနည်းလေးပို့ပြီးတော့ချူချာလာနိုင်တဲ့အခြေအနေမျိုးတွေကို တွားတွေ့ရပါတယ်။ရန်အတိုက်ခိုက်လေးတွေရှိနိုင်ပါတယ်။ပြဿနာလေးတွေမကင်းပါဘူး။အမှုကိစ္စလိုဟာမျိုးလေးတွေလည်းပဲဖြစ်တတ်လွယ်ပါတယ်။ဒါလေးတွေကိုသတိထားပါ။ဘာတွေမှာကောင်းလဲဆိုဘာသာရေးမှာအလွန်ကိုကောင်းပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအောင်မြင်မှုတွေရရှိနိုင်ပါတယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်နေတဲ့သူတွေကလည်းပဲပညာရေးပိုင်းမှာအဆင်ပြေဖို့တိုးတက်ကောင်းမွန်မှုတွေကိုရရှိစေနိုင်ပါတယ်။